ားလုံးပဲမင်္ဂလာပါအဲ့တော့ကျမတို့ဒီနေ့တော့ day 4ကိုရောက်လာပြီပေါ့နော်ကျမတို့ဒီနေ့သင်ခန်းဆောင်မှာတော့အာအတန်ထွက်ပုံထွက်နေအတန်ပြောင်းလဲပုံပြောင်းလဲနေရတဲ့ပတ်သက်ပြီးတော့မှသင်ရမှာဖြစ်ပါတယ်အဲ့တော့ဒီ pronounce လုပ်တဲ့ဟာလေးကိုတေချာကျမတို့ကြည့်အောင်ပါအခါလေးမှာကျမတို့ pronounce လုပ်တဲ့အခါမှာသူကရေးထားတဲ့ ပုံစံကတမျိုးဖတ်တဲ့အခါမှာကျတော့ပို့ပြီးတော့မှ fluency ဖြစ်အောင်လို့ဖတ်ပေးရတဲ့ဖတ်ပုံဖတ်နည်းလေးရှိရပါတော့အဲ့တော့ဒီအခန်းမှာတော့ဒီ rules တွေနဲ့ပတ်သက်ပြီးတော့မှရှင်းပြမှာဖြစ်ပါတယ်အဲ့တော့ပထမအဆုံးကျမတို့အအသက်ပုံတော့အ consonant အ b ရေပေါ့နော်အ b ရေဟ b ရေကျမတို့အတန်ကူးတဲ့အခါမှာဒီ b နှစ်ခုက အရေးကြီးရေပေါ့နော်ပထမအဆုံးအာကျမတို့ဥပမာလေးကိုကြည့်အောင်ပေါ့နော်ဒီမှာဆိုရင် something ဆိုတာကဆီယမ်မကိုပြောတာပေါ့နော်ဆီယဆီယမ်မကိုဆွန်စိတ်နိမ့်လို့ပြောတာဖြစ်တယ်အဲ့တော့ဆွန်စိတ်နိမ့်အေးဆီယမ်မကဆိုပြီးတော့ရေးထားတာဖြစ်တယ်ပေါ့နော်ဒီညမှာကျွန်တော်တို့ကဆီယမ်မကလို့ရေးတဲ့အခါမှာမြင်မြန်ပြောတဲ့အခါမှာဆိုရင်ဆုံးစိမ့်နီမီလို့ပြောရပါပြီပေါ့နော်ဆုံးစိမ့်နီမီ final ကုန်းဆုံးနဲ့အဆုံးသက်ပြည့်ရဲ့အနောက်မှာတဲ့အကုန်းဆုံးနဲ့ရှိရှိလို့ရှိရင်တဲ့အရှိကအသက်ကို အတန်ကူးပေးရတယ်ပြောချင်တာကဒီမှာဆိုရင်လေယော့ e အဲ့တော့ yob ဆိုတာကဘေးကိုပြောတာပေါ့နော် yob e ဒါမှကျမတို့အတန်ဖတ်တဲ့အခါမှာတော့ဖတ်တဲ့အခါမှာတော့ yob p ဆိုပြီးတော့မှဖတ်ရမှာဖြစ်တယ်ပေါ့နော်ဒုတိယလုံးကလည်းအဲ့လိုပဲစားတာဆိုတာကလူကိုပြောတာပေါ့နော်ကျမလူကလို့ပြောတဲ့အခါမှာစားရမီဖတ်တဲ့အခါမှာဆိုရင် sentence တစ်ကြောင်းကိုဖတ်တဲ့အခါမှာကျမတို့စားရမီဤစားရမီဒီလူကလေဒီလိုမျိုးဖတ်ရမှာပေါ့နော်တတိယတစ်လုံးကရောတတိယလုံးကကြာကျမတို့ အူအူစတာဆိုတော့အိုအီကျမတို့ဖတ်တဲ့အခါမှာအိုအီလို့ဖတ်တဲ့အခါမှာဆိုရင် အရန်ထောက်တယ်အရန်ထစ်ထစ်ကြီးထွက်လာမှာပေါ့နော်အရန်ထောက်ပြီးတော့ထွက်လာမှာဖြစ်တယ်ဒီလိုမျိုးဖတ်မယ်အစားကျမတို့ကဒီစတဲ့ကိုအနောက်မှာရှိတဲ့အဘီစီကိုကူးပေးရမှာပေါ့နော်အဲ့ခါကျတော့ရှီဆိုပြီးတော့ထွက်လာမယ်ဘယ်လိုထွက်လာမလဲရှီဆိုပြီးတော့ထွက်လာမှာဖြစ်တယ်အဲ့ခါကျတော့အိုရှီဘယ်လိုထွက်ရမလဲအိုရှီ ဒီလိုမျိုးထွက်ရမှာဖြစ်တယ်။နောက်တစ်ခုကလည်း sun sun ဆိုတာကတောင်ကိုပြောတာ။အဲ့တော့နောက်တစ်ခုကိုဖတ်ရင်လည်းကျွန်တော်တို့ sun e ဒီလိုမျိုးမဖတ်ဘူး။ဒီလိုဖတ်မဲ့အစားနာတက်လေးကိုကျွန်တော်တို့အရှည်သွားပြီးတော့အတန်ကူပေးရမယ်ပေါ့နော်။ဒါအသက်ပါတယ်။နောက်မှလည်းအပြီးရှိတယ်ဆိုရှင်အဲ့ဒီအပြီးရှိကိုအကုန်လုံးပို့ပေးလိုက်။အသက်ကိုအသက်ကအတန်လေးကိုအားလုံးကိုသွားပြီးတော့မှပို့ပေးရမှာဖြစ်တယ်။ကျွန်တော်ဥပမာစာကြောင်းလေးထပ်ပြီးတော့ဖတ်ရရင်저는ကျွန်တော်ကတော့တဲ့이지훈 이에요. 만나서 반가워요. 다음에 네, 반갑습니다. 그래서 지난 내가 지은 피발에 뛰어라 왔나봐요. 그래서 지난번에 파트에 가서 다섯 대파요 저는 이지은이에요. 내 병화문어 지은 나다고 지난번 시마 비마시에 이시고 아시고 또아비로 구글라이에 가자로 이지은이에요. 내 피도 알고 이지은이에요. 만나서 반가워요. 뚜야라 원나바레 반갑습니다 뚜야라 원나바레 나르쿠요 바로 엄마가 라 엄마 마다고 지마루 아시고 뿌레 가마 아시고 뿌레 가마 마가 마그리 엄마 엄마가 네 엄마가 요리를 해요 အမေကဟင်းချက်နေတယ်ဆိုပြီးတော့ရမှာပေါ့နော်နောက်ထပ်သတိပြုရမှာတစ်ခုကတဲ့ကျမတို့ဟာတက်ကတော့အတန်ကူးတဲ့အခါမှာအာပျောက်သွားမယ်ပေါ့နော်ပြောချင်တာကဒီစကလုံးရဲ့အဘီရဲ့အရှိမသားကျမတို့ကဟာအဆုံးသက်ပြီးပါနေခဲ့လို့ရှိရင်ဒီဟာကိုတော့သွားပြီးတော့ကူးလို့မရဘူးပေါ့နော်ကူးတဲ့အခါမှာဆိုရင်ပြောက်သွားလိမ့်မယ်ပြောချင်တာကဒီမှာဆိုရင်ဂျွားရီကိုဆိုရင်စကလုံးလေးကိုပဲကြည့်ပေါ့နော်ဥပမာအနေနဲ့ဂျွားရီကိုကျမတို့ ဟာကိုသွားပြီးတော့အမှန်ဆိုကူးရမှာမလားချိုဟာယိုဒီလိုမျိုးကူးရမှာမလားလို့မေးစရာရှိတယ်ဟုတ်ဒါပေမဲ့ဒီနေရာမှာတော့ဟာကိုကျွန်တော်ထွင်းချက်အနေနဲ့မကူးပါဘူးတဲ့ဟာကိုဟာရဲ့တန်ကိုအားနဲ့တွေ့တဲ့အခါမှာတော့ပျောက်ပေးရမယ်ပေါ့နော်ဖျောက်ပေးရမယ်ကျွန်တော်ဖတ်တဲ့အခါမှာချိုအားယိုလို့ပဲဖတ်မယ်ပေါ့နော်ဘယ်လိုဖတ်မလဲချိုအားယိုဒီလိုမျိုးပဲဖတ်ရမယ်ပေါ့နော်ချိုအားယိုဆိုတာကစိုင်းနေတတ်တယ်ဆိုရင်ဟာပြောတဲ့အထိပ္ပယ်ပါနောက်တစ်ခုကကျတော့ကျွန်တော်တပည့်ကုန်းစုံနဲ့နေဒီအပူအသက်တွေကို တွေ့တဲ့အခါမှာလည်းသူ့မှာ rule တွေရှိတယ်ပေါ့နော်အဘူးသက်တွေရဲ့အနောက်မှာအာကွန်ဆွန်နဲ့ရှိရရှင်အာကွန်ဆွန်နဲ့ရှိခဲ့တယ်ဆိုရင်အဘီရှိခဲ့တယ်ဆိုရင်ကျမတို့ကအာနဲ့ကက်လက်ရဲ့အတန်ကိုသာယူပေးရမယ်ပြီးတော့စကလုံးတွေမှာဆိုဘလိုစကလုံးတွေဖြစ်မလဲကြည့်အောင်ပထမဆုံး opta ဆိုတဲ့ဟာပေါ့နော်ကျမတို့ဖတ်တဲ့အခါမှာတော့ဘာအတက်ကိုယူပြီးတော့ဥတီပြီးတော့ opta လို့ဖတ်တဲ့ဒါပေမဲ့ကျမတို့ opso ယူယူဖောင်ပြောင်းပြီးတော့ရေးတဲ့အခါမှာဆိုလို့ရှိရင်ကျမတို့အာနဲ့ကက်လျက်ရှိတဲ့ အတန်ကိုသာကူပေးရမှာဖြစ်တယ်ဒါကြောင့်မလို့ဘာတက်ကိုထားခဲ့ပြီးတော့စာတက်ကိုပဲကူပေးရမှာပေါ့နော်အဲ့ခါကျတော့ of saw you ဆိုပြီးတော့မှဖတ်ရမှာဖြစ်တယ်ပေါ့နော် ပြောရရင်တနည်းအားဖြင့်ပြောရရင်ရေးရောတော့အမှန်ရေးရမှာပေါ့နော်ဒီပုံစံတိုင်းရမှာဒါပေမဲ့ဖတ်တဲ့အခါမှာ pronounce လုပ်တဲ့အခါမှာတော့ဒီဘက်ကအတိုင်းဖတ်ရမှာပေါ့နော်ရေးရောအမှန်ဖတ်တော့အတန်ပေါ့နော်အဲ့တော့ဒီလိုမျိုးရေးရမှာဖြစ်တယ်နောက်တစ်ခုကကြတော့ကျွန်တော် mantha mantha ဆိုလို့ရှိရင်လည်းများပြားတည်ဆိုတဲ့အဓိပ္ပာယ်ရတယ်သူ့မှာလည်းအသက်ကနာဟာ ူတဲ့အတက်ပေါ့နော်ဒါဆိုကျွန်တော်ဘဲဟာကိုကူးပေးရမလဲဘဲဟာကိုထားခဲ့ရမလဲအဲ့ဒါဆိုရင်ကျွန်တော်သူ့ရဲ့ရူရဆိုလို့ရှိရင်တော့အားနဲ့ကက်လက်ရဲ့အကောင်ကိုကူရမှာဖြစ်တယ်ဒါပေမဲ့အဲ့လိုဖြစ်တော့ညာလေအခုဒီနေရာမှာကြတော့ဟာသက်ဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်ဟာကအားစီကိုသွားပေးလို့မရဘူးဟာကအားစီကိုမသွားဘူးပျောက်ပေးရမှာဖြစ်တယ်ဖျောက်ပေးရမှာဖြစ်တယ်စစောကပြောခဲ့တယ်လို့ပဲဟာသက်ကိုကြတော့ကျွန်တော်အားစီကိုကူးပေးလို့မရပါဘူးဒါကြောင့်မလို့ နာသက်ကိုပဲကူပြရတယ်ပေါ့နော်အဲ့ခါကျဖတ်တဲ့ခါမှာမနာယူဆိုပြီးတော့မှအဲဖတ်ရတယ်ပေါ့နော်ဒါတွေကိုအရင်ကယူးတဆိုင်ကြီးတည်တည်ချာချာကြီးစစ်စစ်ဆက်ဆက်ကြီးကြည့်ပြီးတော့မှတလုံးတလုံးထွက်ခါနေကိုအားယူပြီးတော့အဲတည်တည်ချာချာ rule တွေကိုပြန်လှန်ပြီးတော့ထွက်ရမယ်လို့တော့ကျွန်မပြောတာမဟုတ်ဘူးပေါ့နော်ဒါတွေကမြေမာများလာတယ်ကြားပါများလာတယ်မြေမာများလာလीမှတ်မိလာမှာဆိုတော့အရင်ရှင်းပြောင်းစစ်စစ်အားနောက်ထပ်ထမိတာ နောက်တစ်ခုကခွင်ချန်တာ။အဲခွင်ချန်တာဆိုလို့ရှိရင်လည်းလို့ပဲချန်တာဆိုတော့နာဟာအသက်နှလုံးရှိရဲ့ဒီမှာကူးတဲ့အခါမှာဟာသက်ကကူးလို့မရဘူး။ဒါကြောင့်မလို့နာသက်ကိုပဲကူးပေးလိုက်တယ်။အဲ့တော့ခွင်ချန်တာရောတန်ထွက်တဲ့အခါမှာခွင်ချန်တာရောအဆင်ပြေပါနဲ့ဒီလိုမျိုးထွက်ရမှာဖြစ်တယ်ပေါ့နော်။ကဲနောက်ထပ် rule လေးကိုကြည့်ရအောင်။နောက်တစ်ခုကကြတော့တဲ့ဟာသက်ပေါ့နော်။ဒီဟာပြီး ထိုနေ့တိုင်းမှာခုနအလိုပဲဒီဟာကလည်း influence လုပ်ခံရမယ် fluence လုပ်ခံရမယ်ပြီးဖြစ်တယ်ပေါ့နော်လွှမ်းမိုးခံရမယ်ပြီးဖြစ်တယ်ပြောချင်တာက your luck ဟာတာရေးရင်တော့အဲ့လိုမျိုးရေးတယ်ဖတ်တဲ့အခါမှာတော့ your luck ဟာတာလို့ဖတ်တယ်ဘာဖြစ်လို့လဲကျမတို့ဟာကလည်းစစောအလိုပဲအတန်ကိုးမရမယ်ပုံစံလေးရှိရပေါ့နော်ဟာကကြတော့အရှိမ အဆုံးသက်ပြီးဘာကောင်ပဲလာလာခါတပဲလာလာနာတပဲလာလာကျွန်တော်တို့ဟာစီကိုအတန်ကူးပေးရမှာဖြစ်တယ်ဥပမာယောလခတာဆိုရင်ဂါအတန်ကိုကျွန်တော်တို့ဟာစီကူးပြီးတော့ယောလခတာဆိုပြီးတော့မှ တုံးတယ်ပေါ့နော်ဒီညမှာတော့အဲခနဲ့သွားတယ်ဒါကကျွန်မပြင်တယ်ပြီးတော့မှရှင်းပြမယ်အဲထန်ညောင်းတာတာဆိုလဲအဲ့အတိုင်းပဲပေါ့နော်နာအသက်ကိုကျွန်မတို့ဟစီကိုကူပေးတဲ့အခါမှာနာအာနာထန်ညောင်းတာတာဆိုပြီးတော့ဖတ်ရမှာဖြစ်တယ်ရေးတဲ့အခါမှာတော့ထန်ညောင်းဟာတာဖတ်တဲ့အခါမှာတော့ထန်ညောင်းတာတာဒီလိုမျိုးဖတ်ရမှာဖြစ်ပါတယ် ဲ့တော့ဒီညမှာဆိုရင်တဲ့ဂါနေနာကဟာစီကိုအတန်ကူပေးရတယ်ဆိုတာကိုတွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကကြာကျွန်တော်တို့ရအဆုံးသက်ပြီးရရဲ့ final consonant ရဲ့အနောက်မှာရဘီရဲ့နောက်မှာနဘီတွေ့တဲ့အခါမှာဆိုရင်ရဆိုပြီးတော့မှအတန်ပြောင်းပေးရတယ်။ဥပမာရှင်ရန်တတို့တာပေါ့နော်။ရေးတဲ့အခါမှာတော့ရှင်ရန်ဖတ်တဲ့အခါမှာကျွန်တော်ရှင်လာရှင်းလန်းလို့ဖတ်ရတယ်ဘာဖြစ်လဲဆိုတော့ နာတက်ကရာစကလုံးနဲ့တွေ့တဲ့အခါမှာကျမတို့လဆိုပြီးတော့ပြောင်းသွားတာဖြစ်လို့ရှင်းလောင်းနောက်တစ်ခုကအင်းညွန်ဒီတဲ့အခါမှာတော့အင်းညွန်တနည်းဆိုတဲ့အဓိပ္ပာယ်ရတယ်ဖတ်တဲ့အခါမှာတော့ကျမတို့အင်းညွန်လို့ဖတ်မယ်ဘာဖြစ်လို့လဲလာတက်ကနာပြီနဲ့တွေ့တဲ့အခါမှာကျမတို့လဖြစ်ပြောင်းသွားတာဖြစ်တယ်ဒါကြောင့်မလို့အင်းညွန်လို့ဖတ်ရမှာဖြစ်တယ်ပေါ့နော် ကဲနောက်တစ်ခုကရောရအဆုံးသက်ပြီးရဲ့နောက်မှာတဲ့ရအပြင်းနဲ့တွေ့လို့ရှိရင်ကျမတို့ကလဆိုတဲ့အတန်ထွက်နဲ့ထွက်ပြီးပြီးတော့ဖတ်ပေးရမှာ ဖြစ်တယ်ပေါ့နော် ထွက်ပြီးတော့ဖတ်ပေးရမှာဖြစ်တယ်ဥပမာခလဲယူနော်ကျမတို့ခလဲယူလို့ဖတ်ရမယ်ဒါဆိုရင်သွားကြမလားဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အောက်ကကြတော့ကျမတို့ orange လို့မဖတ်ပါဘူးဘယ်လိုဖတ်ရမလဲဆိုရင် orange orange ဆိုပြီးတော့ဖတ်ရမှာဖြစ်တယ်လနှလုံးစစ်တဲ့အခါမှာပေါ့နော်လနှလုံးစစ်တဲ့အခါမှာ ရနှလုံးစင်းတဲ့အခါမှာလဆိုပြီးတော့ထွက်လာတဲ့ပုံစံမျိုးပါပဲအဲ့တော့ soft to လို့ဆိုအလင်းလိုနေလို့ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်နောက်တစ်ခုကကြည့်ရအောင်အဲ့တော့ so to လောဆောင်းဆိုပြီးတော့ဖတ်ရမှာဖြစ်တယ်။သူရဲ့အဓိပ္ပာယ်ကတော့အလီလူနေလို့ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။ကဲနောက်ထပ်တစ်ခုကရောနောက်ထပ်တစ်ခုကကျမတို့ကအဆုံးသက်ပြီးရဲ့နောက်မှာတဲ့ဟာဆိုတဲ့စကလုံးနဲ့တွေ့တဲ့အခါမှာဟာဖီနဲ့တွေ့တဲ့အခါမှာကျမတို့ခဆိုပြီးတော့အတန်ပြောင်းပြီးတော့ဖတ်ရတယ်။ဥပမာ 축하합니다이해가마러축하합니다ဒီလိုရေးပေးမယ်ကျွန်တော်ဖတ်တဲ့ခါမှာချူခာနီတာလို့ဖတ်ရမှာဖြစ်တယ်ဒုတိယတလုံးကလည်းအဲ့လိုပဲ your luck ဟာတာလို့ရေးပေးမယ် your luck ခာတာလို့ဖတ်ရတယ်ဘာဖြစ်လို့လဲကကဟာနဲ့တွေ့တဲ့ခါမှာကျွန်တော်တို့ခဆိုတဲ့အတန်ကိုပြောင်းသွားတာဖြစ်လို့ your luck ခာတာချူခာဟာတာချူခာရေရောဒီလိုမျိုးဖတ်ရတာဖြစ်ပါတယ်နောက်တစ်ခုကရောကျွန်တော်တို့ဓာတ်သက်အုပ်စု ဒါတောက်ဆိုဆိုတာကျွန်တော်ပြောခဲ့ရပေါ့နော်အရင်ဗီဒီယိုမှာလည်းမှတ်မိမယ်လို့ထင်တယ်။သူ့မှာငားလုံးလားမသိဘူးရှိရပေါ့နော်။ဒီဒါတက်အုပ်စုနဲ့ကျွန်တော်တို့ဟဘီနဲ့တွေ့တဲ့အခါမှာထဆိုပြီးတော့မှအတန်ပြောင်းပြီးတော့မှဖတ်ဆိုရပြန်တယ်။ဥပမာမို့ဟာတာမို့ဆိုတာကတခုခုမလောက်နိုင်ဘူးဆိုတဲ့အထိပ်ပဲပေါ့နော်။တခုခုမနိုင်ဘူးဆိုတဲ့ပုံစံမျိုးအဲမို့ဟာတာဆိုတော့မလောက်နိုင်ဘူးပေါ့နော်။ဒါကိုဖတ်တဲ့အခါမှာမို့ထာတာလာမို့ဟေယိုလို့ဖတ်မယ်စာမို့ထေယော 몰라 이 뭐라 전혀 못해요. 이러면 병 막어